ပြန်မလာမကြပါစက်နဲ့ယခုအချိန်မှာစတဲ့ဒီဒီကနေ့ဂျွန်လာ၂၆ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြန်မြန်အချိန်တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်တာပို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီစခန်း၉ခုကိုတိုက်ခိုက်မှုစစ်တပ်ကမှ၁၉ဦးသေဆုံးပြီးရဲအုပ်2ဦးအပါအဝင်3ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အကိုတိုင်းညောင်လေးပင်ကြောက်တကပြုံးညွတ်နေတွင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စကန်ကိုကိုကိုတော်လိုင်းရစ်တပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်တဦးအပါအဝင်၃ဦးအရှင်ဖမ်းဆီးရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဂျမန်နီဇွန်လ25ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်စခန်းများအားလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးထပ်မံနေသေဆုံးခဲ့တာ အများပြားထိခိုက်ဒဏ်ရာရရှိပြီးရဲဥတဦးအပါအဝင်စစ်တုံးမှန်၃ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းပဲပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့စစ်တုံးပစ္စည်းအများအများကိုလည်းတင်းဆက်ရရှိခဲ့ကြောင်းတိုက်ခိုက်မှုအတွင်းတော်လိုင်းရေးတပ်ဖွဲ့များဘက်မှရဲဘော်တဦးကြာဆုံးခဲ့ရပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်စစ်ကောင်စီစခန်း9ခုအနက်မှစခန်းတစ်ခုဖြစ်တဲ့ညောင်လေးပင်မြို့နယ်ကျောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့တော်ဝိကြီးရွာမှာစစ်တပ်စခန်းကို ဂျမန်နီဇွန်လ25ရက်နေ့နနက်တနာရီခန့်အချိန်မှာတော်လရင်ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနနက်နနာရီအချိန်မှာစခန်းကိုအပြီးသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်နက်ကြီးပစ်ကူကတော့ထိတွေ့တိုက်ပွဲစဖြစ်ကလေးကတောက်လျှောက်ပစ်ပေးတာမျိုးရှိပါတယ်။လေကြောင်းပစ်ကူတော့မလာပါဘူး။စခန်းကိုတော့စစ်စင်ရေးရီမှန်းချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့တော်ဝင်ဒေါက်တာရင်းမှတာဝန်ရှိသူတဦးကပြောကြားပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုများကိုအမှတ်နဲ့စစ်စင်ရေးနေပြီးတိုက်စစ်ဌာနဘက်က ဗျူဟာ24ငကတိစစ်ကြောင်းအာလာဝကတက်ရင်အမှတ်3933တက်ရင်ဖြူပတ်ကပါဗျူဟာ25အမှတ်3932တက်ရင် Spring Warriors Scotland KNL တက်ရင်ကိုဗျူဟာ26တော်ဝင်တောင်းတက်ရင်ဒေါ်ကြီးကတက်ရင်တို့ပူးပေါင်း၍တက်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘကိုးမှဘကိုးတိုင်းအတွင်းစစ်စင်ရေးများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိတဲ့အတွက် ပြည်သူများအနေနဲ့ပူပေါင်းပါဝင်ပေးကြပါရဲ့မေတ္တာရက်ခံထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့နောင်ချုံမြို့နယ်အတွင်းစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်နောင်ချုံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း TNL ကထုတ်ပြန်ထားပါတယ် ဇော်လ24ရက်နေ့မှာနောင်ချုံမြို့နယ်မှာရှိတဲ့နောင်ဩရွာလက်ပံကုန်းရွာရွှေသွန်းရွာမြချင်းလူရွာလုံဆန်ရွာကုန်းတာရွာအုံမတိရွာနဲ့ဆမဆယ်ကျေးရွာအကြားတိုက်ပွဲဖြစ်နေခြင်းအတွင်းအကြံဖတ်စစ်ကောင်စီတပ်ကလေးချောင်းနဲ့ဘုံသီးအလုံး130ဒရုန်းနဲ့ဘုံသီးအလုံး60လက်နက်ကြီး53လုံးနဲ့ပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။နောင်ဩကျေးရွာမှာယမန်နေ့ကအကြံဖတ်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများဟာ ဆက်လက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်းအချမ်းဖတ်စစ်ကောင်စီတပ်မှလေကြောင်းနဲ့ဘုံ42လုံးဒရုန်းနဲ့ဘုံ21လုံးလက်နက်ကြီး18လုံးတို့ကိုပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူအုံမတိနဲ့ဆမ်မဆေကြီးရွာအကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းအချမ်းဖတ်စစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံ39လုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့ကြောင်းထို့အပြင်လုံဆန်ကြီးရွာတိုက်ပွဲအတွင်းမှာလည်းအချမ်းဖတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံ58လုံး လက်နက်ကြီး32လုံးတို့ကိုပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာလီကျောင်းနဲ့ကြောက်တော်ကြီးရွာအတွင်းကိုဘုံ၂လုံး၊ရွှေသွန်းကြီးရွာအတွင်းကိုဘုံ38လုံးနဲ့မြချင်းနုကြီးရွာမှာဘုံ၃လုံးတို့ကျဲချတိုက်ခိုက်ခဲ့ပြီးအုံမခါကြီးရွာဘက်ကလည်းလက်နက်ကြီး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဇော်လ23ရက်နေ့ကလည်းနောင်ချုံမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး122လုံးနဲ့လေကြောင်းဖြင့်ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဤနောက်မဟာမိတ်၃ဘွဲကမလစ်တသက်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်ဆင်ခြင်းများပြုလုပ်မှာမဟုတ်ပဲတပတ်သက်အပြည့်ရကာလကိုနောက်တစ်တလတက်တန်းထထိုးထားစင်မှာအကြက်ပတ်စစ်ကောင်စီတပ်ကခွင်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောက်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNL ကပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတက်ကတ်မှုများကိုရှောင်ရှားနိုင်ဖို့စည်ရေးတည်းအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့လေကြောင်းကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး PDF ရဲ့ကွန်မန်ဒိုတင်းနဲ့စင်ပွဲမြေပြင်အခြေအနေများကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ ီလူကာကိုရေးတက်မတော်မန္တလေးရဲ့ကွန်မန်ဒိုတင်တန်းအပတ်စဉ်သုံးတင်တန်းဆင်းပွဲအခမ်းအနားကိုလွမြောက်နေပြီတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့မန္တလေး PDF ကဒီကနေ့ဇွန်လ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကွန်မန်ဒိုတင်တန်းအပတ်စဉ်သုံးမှာအထူးတိုက်ခိုက်ရေးကြံ့ခိုင်မှုစစ်နည်းပြူဟာတွေနဲ့နိုင်ငံရေးတင်ငန်းစာတွေကိုစနစ်တကျလေ့ကျင့်တင်ကြားပေးခဲ့ပြီးအချိန်3လကျော်ခန့်ကြာမြင့်ခဲ့တယ်လို့မန္တလေး PDF ကအသိပေးပါတယ်။မန္တလေး PDF ကထုတ်ပြန်တဲ့တင်တန်းဆင်းပွဲမှာ သင်္นานသားတရား၄ပါးပါဝင်တာကိုတွေ့ရှိရပြီးပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကအခမ်းအနားကျင်းပခဲ့တာကိုတွေ့ရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြည့်ချေမှုန်းရေးတာဝန်ဝတ္တရားတွေကိုဥလိမတုံတေဘူထိုင်ရွက်လျက်ရှိတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မန္တလေး PDF ဟာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူစင်ကူ၊နောင်ချူ၊မိုးကုတ်၊မူမိတ် တပိတ်ချင်းမြို့တိမ့်တိုက်ပွဲများမှာအောင်မြင်စွာဆင်နွှဲခဲ့တယ်လို့မရီယာမြို့အရှိဘိုင်းကိုလည်းတိမ့်ပိုက်ထင်းချုပ်ထားပါတယ်။စစ်ကောင်စီတပ်ကမရီယာမြို့နယ်အရှိချမ်းကို ပြန်လည်တိမ့်ပိုက်ထင်းချုပ်ဖို့ကြိုးစားနေပြီးစစ်ကြောင်းတွေထိုးလာတာကြောင့်2025ခုနှစ်နစ်ဆန်းပိုက်ကနေအခုချိန်ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာ။ထမတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ Sky Federal Unit ဂျာကာလာပွဲစည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုစကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအမျိုးသားလွတ်တော်ကိုယ်စားလှယ်များနဲ့ဖက်ဒရယ်ယူနစ်လွတ်တော်ကိုယ်စားလှယ်များအကြောင်းဂျမန်နေ့ဇွန်လ25ရက်နေ့မနက်ပိုင်းမှာစကိုင်းဖက်ဒရယ်ပြစ်စမပုံမှန်အစည်းအဝေးမှာအတည်ပြုပြထန်းခဲ့ကြပါတယ်။စကိုင်းမြို့နယ်မဲဆန္ဒနေမြေအမှတ်နဲ့ဥစော်လိုက်တိမ်းမစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုအစိုးတင်သွင်းကစကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်ကိုယ်စားလှယ်များကထောက်ခံခဲ့ကြပါတယ်။ အဲ့ဒီစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမှာအခန်း၁၈ခန်းပါဝင်ပြီးပုံမှန်ပေါင်း200ကျော်ရှိကြောင်းစကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးကပြောပါတယ်။အစိုးရတည်းရဲ့ပေါ်ပေါက်လာဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေအရသွားမှာပြည်သူလူထုတွေကလူထုစံနှုန်းနဲ့ကိုက်ညီတဲ့အစိုးရတည်းရဲ့ရမယ်ဆိုတဲ့ဒါပထမဆုံးအကျိုးကျေးဇူးဖြစ်ပါတယ်။အဲ့တော့လက်ရှိပြဋ္ဌာန်းလိုက်တဲ့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဖွဲ့အစည်းပေါင်းစုံနဲ့အဓိကတွေ့ဆုံမှုပေါင်း388ကြိမ်တွေ့ဆုံဆွေးနွေးတိုင်ပင်မျှဝေခဲ့ကြတယ်။ကျင်းပပြုလုပ်ခဲ့တဲ့ရက်ပေါင်း989ရက်ကျော်တိုင်ပင်ဆွေးနွေးပြီးမှစောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ကျင့်သုံးဖို့အဆင်ပြေနိုင်ပါတယ်လို့မျှော်လင့်ထားပါတယ်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ကျွေးကပြောပါတယ်။အဲဒီဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလမှစတင်စောင်ရွက်ခဲ့ပြီးအော်တိုဘားလ23ရက်နေ့မှာပြီးဆုံးတာ ရေးဆွဲချိန်6လခန့်ကြာမြင့်ခဲ့ပါတယ်။ဒုဥပဒေကိုလက်မခံတဲ့အဖွဲ့အစည်းများနဲ့ရှိနိုင်တဲ့အတွက်ဥပဒေအရ Federal Democracy ကိုသွားမယ်လို့ယုံကြည်ထားတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာခွဲဝေမှုပုံစံလွတ်ဆောင်ရမယ်လို့၎င်းကဆက်လက်ရှင်းပြပါတယ်။ကဲကွက်သူရှိပါကပုဂ္ဂိုလ်ရေးအရမကြည်လည်လို့ဖြစ်ပြီးဒါဟာလူတိုင်းကြိုက်အောင်မလုပ်နိုင်တဲ့ဒီမိုကရေစီအခြေအနေဖြစ်တဲ့အတွက်ကြောင့်ပေါက်ဆက်ညှိနှိုင်းနိုင်ဖို့ဆက်သွားမှာပါ။ပေါက်ဆက်မညှိနှိုင်းနိုင်ဘူး မကျင်နဘူးလို့ပြောရင်တော့ဒါကိုကျင်နဲ့အောင်တိုင်ပင်တင်တာဆွေးနွေးတင်တာတွေအလုံးဆက်လက်လှုပ်ဆောင်သွားကြရမှာဖြစ်တယ်လို့အများအကုန်လုံးကြိုက်နိုင်အောင်ဘေးနိုင်ငံရေးသမားမှဘေး institution မှလုပ်နိုင်မယ်မတင်ဘူးလို့တော့ကျွန်တော်သုံးသပ်ပါတယ်လို့ဦးမြင့်တွေးကပြောပါတယ်။ဒါအပြင် stakeholder များအားလုံးပါဝင်တဲ့အစိုးရဖြစ်ရန်ကြိုးစားတဲ့အတွက်ညှိနှိုင်းဆွေးနွေးမှုမြန်မာက unit အစိုးရကိုအနည်းဆုံးယခုနှစ်အတွင်းကြိုးစားဆောင်ရွက်ဖွဲ့စည်းသွားမယ်လို့သူကဆိုပါတယ်။ ။ဤကတဲ့2024ခုနှစ်အော်တိုဘာလ25ရက်နေ့မှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုပို့ပေးခဲ့ပြီးယနေ့2025ခုနှစ်ဇွန်လ25ရက်နေ့မှာယူနစ်လွှတ်တော်မှအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီစကိုင်းဖက်ဒရယ်ပြစ်စမပုံမှန်အစည်းအဝေးကိုဧည့်သည်တော်များအဖြစ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှတာဝန်ရှိသူများဒီနေ့နဲ့ Federal Unit လွှတ်တော်မှဥက္ကဋ္ဌဒုဥက္ကဋ္ဌများဒိုင်းဒေသကြီးလွှတ်တော်ကိုစားပြုကော်မတီဝင်များဒီနေ့အတိုင်းအမေကန်ကောင်စီမှတာဝန်ရှိသူများ နိုင်ငံရေးပါတီမှတာဝန်ရှိသူများအထူးပိတ်ကြားထားတဲ့ဧည့်သည်တော်များစကိုင်းတိုင်းတပိတ်အင်အားစုများမှကိုယ်စားလှယ်များစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်မှအဖွဲ့ဝင်များဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်မှတာဝန်ရှိသူများစကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့မှတာဝန်ရှိသူများစကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းကောင်စီမှကိုယ်စားလှယ်များခရိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များပအဖမြန်မာတာဝန်ရှိသူများအရက်ဖက်ဖွဲ့စည်းများမှကိုယ်စားလှယ်များ ဧည့်သည်တော်များနဲ့မီဒီယာများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ကြော့ဖြူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းနှစ်ခုတက်ပြက်လူနေပါဖြစ်ရဲတပ်ရင်း30နှစ်မှ10ဦးထက်မနည်းထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်နယ်ကြော့ဖြူမြို့မှာရှိတဲ့ခမရ၅လေးနှစ်နဲ့ခမရ၅လေးသုံးတက်နှစ်ခုမှာတက်ပြက်လူနေပါဖြစ်နေပြီးရဲတပ်ရင်း30နှစ်မှစစ်ကောင်စီတပ်သား10ဦးထက်မနည်းထွက်ပြေးနေကြောင်းစစ်ရေးသတင်းရင်းမြစ်များထံကနေသိရှိရပါတယ် ဒါအပြင်ခမရ၅လနှစ်အနီးကြောက်တလုံးကိတ်မှာလဲလူချုံရေးပိုက်အတွက်စစ်ကောင်စီတပ်သားများမရှိတော့ပဲရဲတပ်ဖွဲ့များသာရှိတော့ကြောင်းသိရှိရပါတယ်။ခမရ၅လနှစ်နဲ့ခမရ၅လ၃တွေကတက်ကိုပြတ်တလောက်ဖြစ်သွားတာကြောက်ပြူပဲအတိုက်ခိုက်ခံလိုက်ရတော့ငါးလေးနှစ်နေရမှာကရဲလုံချုံကြီးတက်တော့ပဲရှိတယ်။ကျန်တဲ့နောက်ကျန်တက်တွေကပါစစ်တွေဘက်ကိုပြောင်းပြီးတော့အစ်စ်ပြန်ဖွင့်ထားတယ်လို့သိရပါတယ်။ရဲတပ်ရင်၃၂ကနေပြေးလာတာ၁၀ရောက်ချက်မနေဘူး။ ကျွန်တော်သိတာတော့ကတားစင်12ဦးကျော်တယ်။တချို့လွတ်မြောက်သွားပြီဘောလို့ CDM ပိုကြီးစင်ရောကမစ္စီမကိုပြောပါတယ်။အဆိုပါကျော်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများမှာစစ်သားစုဆောင်ခံထားရတဲ့လူသစ်များလည်းပါဝင်ပြီးအချို့မှာမျိုးပေါ်ထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။အချို့မှာအာရခတ်တက်တော် AA ဘက်လွတ်မြောက်သူများရှိနေပေမဲ့လည်း AA ဘက်ကတရင်ထုတ်ပြန်ခြင်းမရှိဘဲသူတိတ်စွာလုဆောင်နေခြင်းကြောင့် AA တန်ကိုရောက်ရှိသွားတဲ့တရင်ကိုတော့အတိပြုရခက်ခဲကြောင်း၎င်းကဆိုပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီရဲ့အကြီးအကဲများအပါအဝင်တပ်သားတိုက်စုံးသူများပြလာခြင်းကြောင့်ခမရ၅လနှစ်နဲ့ခမရ၅လတုံးတပ်တွင်အင်အားလျော်နေလာတာနဲ့အတူမငြိမ်မသက်ဖြစ်စဉ်များရှိနေကြောင်းဒေသတွင်းစစ်ရေးတရင်ရှိမြစ်တဦးကလည်းပြောပါတယ်တပ်သားတွေထွက်ပြေးတာဟုတ်တယ်သူတို့ကိုစစ်တပ်ကဒဲကြီးမဲကြီးလိုက်ဖမ်းနေတယ်ပြန်မိမမိတော့မသိရသေးဘူးကြောက်တလုံးကိတ်ကိုအရင်က၅လနှစ်ကကြိုက်တာအခုဂိတ်မှာရေကိတ်တွေပဲရှိတော့တယ်လုံချုံရေးကစစ်တပ်မရှိတော့ဘူးတရင်တွေမှာအင်အားနေနေတာပါမှာပေါ့ အခုကအကြီးပိုင်းတွေလည်းကြာနေတာရှိတော့တတွင်းမငြိမသက်တွေဖြစ်နေတဲ့ကြားလေးလို့၎င်းကဆိုပါတယ်။ကြောက်တလုံးကိမှာရေတက်ဖွဲ့များလာရှိပြီးရေတက်ရင်30နှစ်မှတက်ပြေးလာတဲ့ဖြစ်စဉ်မှာမှန်ကန်ကြောင်းကြောက်ဖြူမျိုးကန်တဦးကလည်းပြောပါတယ်။ကြောက်ဖြူမှာမျိုးပေါ်ရက်ွက်များကိုတက်မှထွက်ပြေးတဲ့တက်သားများကိုလက်ခံထားတဲ့အင်ရှင်များကိုလည်းစစ်တပ်မှဝင်ရောက်စီးနှင်းကဖမ်းဆီးနေကြောင်းရခိုင်ချီစိုက်တင်းဌာနအချုပ်ကပေါ်ပြထားကြပါတယ်။ကြောက်ဖြူဖြစ်စဉ်နဲ့အလားတူအမ်ဘရန်လမ်းပေါ်နေရီကန်တောင်ပြိုအားဂုံးမှရှိတဲ့ ်စစ်တပ်နဲ့ပေးခံထားရသူများမှလည်းထွက်ပြေးသူများရှိတဲ့အတွက်ကြောင့်တပ်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များကအဆိုပါစစ်မှုတပ်လူတင်များထပ်မံထွက်မပြေးစေဖို့အတွက်စောင့်ကြည့်နေတဲ့ပြည်ရဲ့များလည်းကြားသိရကြောင်း CDM ပူကြီးစင်ရောကဆိုပါတယ်စစ်တပ်ဖို့တပ်လူတစ်ကလေးတွေကိုသူတို့ကပြန်ပြီးကင်းဆောင်လေရတယ်အဲ့ဒါမှဆိုရင်တော့ထွက်ပြေးပြီးတော့ပြန်ဖမ်းမိတဲ့ကလေးတွေကနေပြီးတော့နောက်လူတွေမလုပ်ရဲအောင်ဆိုပြီးတပ်ပစ်တွေကြားတယ်ဒါပေမဲ့စုစောလေးရအောင်စုံစမ်းနေသေးပဲရှိပါသေးတယ်ခင်ဗျလို့သူကဆိုပါတယ် ကျောက်ပြင်းမျိုးမှာပြီးခဲ့တဲ့ဇော်လ22ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ရှင်တက်နေဒီမှာ3ရက်ရှိပြီဖြစ်ပြီးယင်းအချိန်မှာလည်းအာရခတ်တပ်တော်ဘက်ကစီးရီးပြင်ဆင်တဲ့အနေအထားကြောင့်တိုက်ပွဲအရှိန်အင်းနေခြင်းဖြစ်ကြောင်းစီးရီးတရင်အချင်းမြင့်များကယူဆကြပါတယ်။အေးအေးအနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပတ်ခအပါအဝင်မြို့14မြို့ကိုတင်ဖိုက်တင်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကျောက်ပြူမန်အောင်တို့ကိုဆက်လက်တင်ဖိုက်ရန်ကြိုးပမ်းနေပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲမှာပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့စစ်ကောင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ2015မှာပြည်သူရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မေးရလက်တွေကိုပယ်ဖြတ်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ကောင်းဆောင်ဟာရွေးကောက်ပွဲထပ်လုပ်ပြီးပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့ထပ်မံပြောကြားခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနိုင်ငံရေးနီလန်းကိုတွေးဆဆွေးနွေးခြင်းဖြစ်တာအဖြစ်ရှာတဲ့နောက်ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကြိုးစားလမ်းဖွင့်ထားတယ်လို့ ဇွန်လ25ရက်နေ့နေပြည်တော်မှာပြုလုပ်ကျင်းပတဲ့ငြိမ်းချမ်းရေးဖိုရမ်မိတ်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုသွားတာပါခြေဥ်မှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လူကြုံရေးကောင်စီရဲ့အစိုးအဖက်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်လာတဲ့ပြည်သူတွေမဲပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးသွားမယ်လို့ဆိုပါတယ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကထွတ်ထော်ပေါ်ပေါက်လာပြီးကျွန်တော်တို့တွားကျင်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှောက်လန်းနိုင်တဲ့အချိန်အခါမျိုးမှာလက်လက်ဆွဲကြိုင်ပြီးမိမိတို့လိုလားကျင်တာကိုတောင်းဆိုတာမျိုး လက်လက်ကင်လမ်းစဉ်ကိုဖတ်တွေ့ပြီးလူမျိုးဆွဲဒေတာဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုသာဦးစားပေးလှုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာဒီမိုကရေစီနဲ့တွေ့ပယ်နေတယ်။မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာကိုလည်းအလေးအနက်သတိပြုကြစေလိုပါတယ်။မိမိတို့လူလားချက်တွေကိုလွတ်တော်အသီးသီးမှဆွေးနွေးဆုံးဖြတ်အတည်ပြုသွားကြမှာပဲဖြစ်ပါတယ်လို့သူကဆိုပါတယ်။ဒီငင်းကြီးဖိုရမ်မှာအပွင့်အမစကားပြောကြခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကနိုင်ငံရေးဆွေးနွေးမှုငင်းကြီးဆွေးနွေးမှုတွေပြုလုပ်ကြဖို့အကြိမ်ကြိမ်ပြောဆိုခဲ့တာပါ ီလိုနိုင်ငံရေးဆွေးနွေးမှုငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုတော့လက်နက်ကင်လမ်းစဉ်ကိုစွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့်နိုင်ငံရေးနီးလမ်းနဲ့ပြည်ရှင်းဆောင်ရွက်မယ်လို့သူကပြောဆိုခဲ့တာပါဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံကိုထူထောင်ဖို့၂008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပါတီစုံဒီမိုကရေစီစနစ်ကိုအကောင့်တယ်ပေါ်ဖို့မတူကွဲပြားတဲ့ကိုစားပြုမှုတွေအတွက်ရွေးကောက်ပွဲစနစ်ကိုမဲများသူအနိုင်ယူစနစ် FPTP နဲ့အကျိုးကျောက်ကိုစားပြုစနစ် PR စနစ်တို့ကိုပေါင်းဆက်ကျင့်သုံးသွားမယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်က D Forum မှာကဏ္ဍအသီးသီးအဖွဲ့အစည်းမျိုးစုံကပုံကူတွေပါဝင်ကြပြီး D Forum ကိုအားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတစ်ရက်ဖြစ်စေဖို့ညီချင်းကြီးမှာပါဝင်ပတ်သက်သူအားလုံးကိုဖိတ်ကြားခဲ့တယ်လို့လည်းအဖွဲ့မှစကားမှထည့်သွင်းပြောကြားထားပါတယ်။ကျွန်တော်တို့ကတော့နိုင်ငံနဲ့ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပြီးတွေးဆဆွေးနွေးရေးအတွက်အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်။ အားလုံးပါဝင်ပြီးစောနိုင်သမျှစောပြီးဆွေးနွေးနိုင်ရင်နိုင်ငံအတွက်ပုံမကောင်းမှမှဖြစ်လို့တွေ့ဆုံဆွေးနွေးရေးအတွက်ထက်မှန်ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်ကငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမယ့်မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ငလင်ပြည်နယ်ထူထောင်ရေးတွေလွတ်ဆောင်ဖို့ဆိုပြီးယာယီအပြစ်ရဲ့ကြောင့်ကြေညာခဲ့ပေမယ့်အပြစ်ရဲ့ကြောင့်ကြေညာထားတဲ့ကာလအတွင်းမှာပဲလီချောင်းတိုက်ခိုက်မှုတွေ မြေပြင်ကျိုးစစ်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။စုဆောင်ထားတဲ့အချက်အလက်တွေအရဆိုရင်ယာယီအပြစ်ရဲ့ကြီးညာပြီးနောက်ဇွန်လ18ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်600တမလဲတိစုံခဲ့ရပါတယ်ခင်ဗျာ။တက်မှတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြဝတီမှာလိုင်စင်မဲ့ရင်းများစစ်ကောင်စီမှဖမ်းဆီးနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်မြဝတီမြို့မှာဒိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေမြောက်ပြတာကြောင့် စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လိုင်စင်မဲ့ယင်တွေဖမ်းဆီးဖို့အခက်အခဲတွေရှိတယ်လို့မြို့မီမြို့ပတွေကပြောပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းနေတာတွေကိုပေါ်ထုတ်ဖမ်းဆီးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါကြောင့်ဇွန်လ1ရက်နေ့ကစတင်ပြီးတော့ပြည်ပြည်နယ်အတွင်းလိုင်စင်မဲ့ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးခဲ့ပေမဲ့မြောက်ဝတီမြို့မှာတော့ဖမ်းဆီးဖို့အခက်အခဲရှိနေတယ်လို့သိရှိရပါတယ်။ မြို့မီမြို့ပတ်တယောက်ကလက်ရှိတော့ဖမ်းတာမတွေ့သေးဘူးလက်နက်ကင်တပ်ဖွဲ့တွေကအများစုကြီးစိုးထားတဲ့ area ဖြစ်နေတဲ့အချိန်မှာဒီ license မဲ့တွေဖမ်းမယ်ဆိုတဲ့နေရာမှာလက်နက်ကင်အဖွဲ့အစည်းတွေစီးတဲ့ကားတွေကလည်းယာကင်နှုတ်တော်များတယ်အဲ့ဒီအခါကျတော့ကျွန်တော်တို့ကပြည်သူတွေရဲ့ဟာတော့ဖမ်းပြီးအဲ့ဒီဟာလက်နက်ကင်တွေကိုမဖမ်းဘူးဆိုရင်ပဋိပက္ခတွေကထပ်ဖြစ်မယ်သူတို့ကလည်းဒီဟာကိုထိတိတ်သိသိနဲ့ပဲလုတ်ကင်ကြမဲ့ပုံစံမျိုးပဲတွေ့ရတယ်။တကယ်လို့ဖမ်းမယ်ဆိုရင်ပြည်ထနာကခုနကပြောသလို လက်လက်ကင်တက်ခွဲတွေနဲ့ပြဿနာဖြစ်တဲ့ပုံစံမျိုးဖြစ်မှာပေါ့လို့ဆိုပါတယ်။မြဝတီမြို့မှာမော်တော်ယာဉ်နဲ့စိုက်ကယ်တွေကိုနံပါတ်ပြားနဲ့ယာဉ်မောင်းလိုင်စင်စစ်ဆေးတာတွေတော့ပဲရှိပြီးပုံမှန်သွားလာနေကြပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်တွေအနေနဲ့အမတ်တစ်ချစ်ကြည်ကြီးတရားပေါ်ကနေမဲဆောက်မျိုးကိုဖြတ်တန်းသွားလာခွင့်မရှိဘူးလို့မြို့မီမြို့ဖတွေကပြောပါတယ်။မြဝတီမြို့မှာတိုင်းရင်းသားလက်လက်ကင်အဖွဲ့တွေဖြစ်တဲ့ DKB, BGF, KNU, KNLA, PC ဆက်ဆံရေးယုံတွေနဲ့တက်ဖွဲ့ဝင်တွေအခြေချလှုပ်ရှားနေတာပါ။ ဘုရင်လက်နက်ကိုင်ဖွဲ့တဖွဲ့ရဲ့ဆက်ဆံရေးယုံပြောရေးဆိုခွင့်ရှိသူကမြောက်ဝတီမှာမဖမ်းဘူးမြောက်ဝတီကဖမ်းမယ်ဆိုလဲသူတို့စစ်ကောင်စီနေစရာမရှိဘူးလေမြောက်ဝတီမှာကြအဖွဲ့စုံလဲနောက်ပြီးတော့ဒီတော်လည်းရင်မဖြစ်ဖို့ဒိန်းထားတာလဲဒီအဖွဲ့စုံပဲပဲဒါပေမဲ့ဟိုအောက်ဖမ်းအပ်ဆင်းရင်ဖမ်းခံတီတာပေါ့အောက်ဆင်းရင်စစ်စည်းတယ်ဖမ်းတယ်အဖမ်းစည်းတော့ကြံတယ်အဖွဲ့အစည်းဆိုရင်ဖမ်းအန်လောက်တီသွားတယ်တမန်ညာလောက်တီသွားတယ်ပြီးရင်လိုင်စင်ကားနဲ့ပြန်ပြောင်းတယ်ကားနဲ့မဟုတ်ပါဘူး ကုန်ပစ္စည်းတွေပါအကုန်လုံးလို့သူကဆိုပါတယ်မြန်မာထိုင်းနယ်စပ်မြဝတီမြို့ကနေတဆင့်မြန်မာတနိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ကုန်စည်တွေဝင်ရောက်ဖို့လက်နက်ကင်အဖွဲ့အစည်းတွေဌာနဆိုင်ရာတွေကိုငွေကြေးပေးဆောင်ပြီးအထူးကတင်သွင်းနေတာလို့ဒေသခံတွေကပြောဆိုပါတယ်ကရင်ပြည်နယ်အတွင်းလိုင်စင်မဲ့စိုက်ကယ်မော်တော်ယာဉ်တွေနဲ့တရားမဝင်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုပါဖမ်းဆီးနေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့အရေးပေါ်ကာလကြောင့်နိုင်ငံသားအခွင့်အရေးရုပ်သိမ်းခံထားရတယ်လို့ဥက္ကူကိုကြီးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အာလာသိန်းစစ်ကောင်စီရဲ့အရေးပေါ်ကာလကြီးညာချက်ကြောင့်နိုင်ငံသားအခွင့်အရေးများရုပ်သိမ်းခံထားရကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကူကိုကြီးကပြောပါတယ်။ဂျမန်နီဇော်လန်25ရက်နေ့မှာနေပြည်တော်မှာစတင်ကျင်းပနေတဲ့စစ်ကောင်စီရဲ့ Peace Forum 2025အခမ်းအနားမှာတက်ရောက်လာစဉ်ဥက္ကူကိုကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ပြောရရင် ပြည်သူကအတန်ကိုပျောက်နေတာပြည်သူကဗတ်အသီးသီးအားလုံးကိုကြောက်နေရတယ်။အဲ့တော့အရေးကြီးတာကပြည်သူတွေကိုလုံလုံခြုံခြုံနဲ့ပြောရေးဆိုရေးဖြစ်လာအောင်အခင်းအကျင်းကိုကျွန်တော်တို့ဖန်တီးပေးဖို့လိုတယ်။အဲ့တော့အနေဆုံးအဆင့်ကတော့အရေးပေါ်ကာလကြီးညာထားတဲ့အချိန်မှာနိုင်ငံသားအခွင့်အရေးကအစပြုတ်သိမ်းခံထားရတယ်။နောက်တစ်ခါဥပဒေကြောင်းအရဆိုလို့ရှိရင်စောက်ချွန်တော့ဘာတော်လဲရက်တက်ထားရတယ်လို့သူကဆိုပါတယ်။ထို့ကြောင့်နိုင်ငံကိုပုံမှန်အခြေအနေကိုပြောင်းလဲရန်လိုအပ်တယ်လို့ ပုံမှန်အခြေအနေပြန်ဖြစ်သွားရင်နိုင်ငံသားများမှာပြောရေးဆိုခွင့်ပိုရရှိလာမယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကဆက်လက်ပြောဆိုပါတယ်။အဲ့တော့တကယ်လို့ကျွန်တော်တို့ကအရေးပေါ်အခြေအနေရုပ်သိမ်းလိုက်ပြီးပုံမှန်အခြေအနေပြောင်းသွားပြီဆိုရင်နိုင်ငံသားတွေအနေနဲ့လည်းသူ့ရဲ့အခွင့်အရေးတွေကျင့်သုံးခွင့်ရလာမယ်။အကာအကွယ်တွေရလာမယ်။ပြောရေးဆိုခွင့်တွေလည်းဒီချက်ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်အရေးကြီးတာကနိုင်ငံသားတွေရဲ့အတန်ထွက်နိုင်ဖို့အရေးကြီးတယ်လို့မြင်ပါတယ်လို့သူကဆိုပါတယ်။ ဇော်လ25ရက်နေ့မှ29နေ့အထိတုံးရတာကျင်းပနေတဲ့စစ်ကောင်စီရဲ့ Peace Forum 2025မှာစစ်ကောင်စီတမတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီများတိုင်းရင်းသားလူမျိုးများမှနိုင်ငံရေးကောင်းဆောင်များနိုင်ငံတကာအချို့နဲ့ပြည်တွင်းပြည်ပငြိမ်းချမ်းရေးပညာရှင်များတက်ရောက်နေကြပါတယ်စစ်ကောင်စီရဲ့ Peace Forum 2025မှာပါတီမတ်ပုံတင်ခွင့်ပေးချခံထားရတဲ့ရခိုင်မျိုးသားပါတီ ENP မှယတိကောင်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်ခင်စောဝေတက်ရောက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲမှာနေပြည်တော်ကအောင်နိုင်ရေးစံပြဖြစ်ဖို့ကြက်ခံရေးစည်းရုံးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရွေးကောက်ပွဲအောင်နိုင်ရေးမှာနေပြည်တော်ပြည်ထောင်စု နေပြည်တော်စံပြဖြစ်အောင်လုပ်ဖို့ပြည်ထောင်စုကြက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကစည်းရုံးသွားပါတယ်ပါတီဒုတိယဥက္ကဋ္ဌဦးလကျွန်းကနေပြည်တော်ကပါတီရုံးခန်းမှာတိုင်းခရိုင်မြို့နယ်ပါတီတာဝန်ခံတွေနဲ့ဇွန်လ24ရက်နေ့တုန်းကတွေ့ဆုံချိန်မှာအခုလိုပြောလိုက်တာဖြစ်ပါတယ်ဦးလကျွန်းကသမရဦးသိန်းစိန်လက်ထက်မှာ ဘန်ဒါရေးနဲ့အခွန်ဝင်ကြီးတာဝန်ယူခဲ့သူဖြစ်ပါတယ်။စစ်ဘုံချုပ်ဟောင်းအများစုဦးဆောင်နေတဲ့ကြန့်ခိုင်ရေးပါတီကဘုံချုပ်မူကြီးမင်းအောင်လှိုင်ကကျင်းပမယ်လို့ပြောထားတဲ့ဒီဇင်ဘာရွေးကောက်ပွဲမှာပါဝင်ဖို့ပြင်ဆင်နေတယ်လို့နားလည်ရပါတယ်။လက်ရှိမှာလည်းကြန့်ခိုင်ရေးပါတီဟာရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတဲ့ပြည်တွင်းကနိုင်ငံရေးပါတီဒါစင်ချီတဲကအင်အားကြီးပါတီတစ်ခုအဖြစ်ဆက်ရှိနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအခြေတူတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။